ခွန်အားတော်တော်ရရတယ်ဘာလို့လဲဆိုတော့လေပန်းအောင်ပြောရရင်အမ် western ဘက်မှာပေါ့နော်အဲ့လိုပွဲတက်တာ first time ပေါ့နော်ပန်းအောင် bangkok to indonesia တို့ဘာလို့ပတ်တော့ပန်းအောင်တို့ samsung နဲ့တူပွဲပိုင်းသွားဘူးရဲ့တို့ပေမဲ့ဒီဘက်ချမ်းမှာကြာတော့ west side မှာကြာတော့ first time ပွဲတက်ဘူးတဲ့အချိန်မှာကိုကကန်ကောင်းစွာနဲ့တကယ်ကိုနွေ့နွေ့ထွေ့ထွေ့အရင်ရှိရဲ့အာကိုရီ Asian Pacific community မှာအတူတူတက်ရတဲ့အတွက်ကြောင့်အဲ့လို ကြောက်တာတွေ nervous ဖြစ်တာတွေအဲ့လိုမျိုးတွေမရှိဘဲနဲ့တကယ်ကိုဝေကင်းနဲ့မှတွေ့သမျှလူတွေအားလုံးကလည်းအရင်နှွေးထွေးရဲ့အရင်ချစ်ဖို့ကောင်းတယ်အဲ့ရန်လိုက်လိုက်လေးလေးနဲ့ရှိရဟုတ်အဂေါ့ဂါလာလေးတက်ရောက်ဖြစ်ပုံကတော့ Gold House CC ကို Bing ကနေပြီးတော့အောင်ဖိတ်ကြရတဲ့အတွက်ကြောင့်တက်ဖြစ်တာပါ Dress ရဲ့ theme ကိုတော့ပေါ့နော် Gold Color က ဖိတ်ပေးတဲ့အချိန်မှာသူတို့ information နဲ့ event information တွေပို့တယ်နောက်ပြီးတော့တယောက်ချင်းစီ အတွက်အဲ့လို customize details တွေပေါ့နော်အဲဘယ်အချိန်မှာ record ပဲလျှောက်ပို့လို့အစသဖြင့်ပေါ့နော်အစတော့ရွေးချယ်တာအစပြီးတော့ outfit ဆိုဘယ်လိုမျိုးအစသူတို့အကုန်လုံးပို့တဲ့အချိန်မှာ outfit ကိုတော့သူကဘလို့ဘလို့ဝတ်ပါလို့မပြောဘူးဒါပေမဲ့ gold color နဲ့ gold house က ဘိုင်ယွန်နွေ Asian Pacific Community ကို represent လုပ်တဲ့ organization တစ်ခုဖြစ်တယ်။ Go Gala လည်းအဲ Grey Asian Pacific community မှာရှိရတဲ့သူတွေအားလုံးကို celebrate လုပ်တယ်ပေါ့နော်။နေပဲအတီးတေးအစည်းအဝေးရဲ့အမှုပညာအကစားပေါင်းစုံပေါ့နော်။အဲ့လိုဖြစ်တဲ့အတွက်ကြောင့်အဲဖြစ်နိုင်တော့ Asian Pacific designer တွေတွေကပဲဝတ်ပါဆိုပြီးတော့သူကပြောထားတယ်။အယောင်တော့ gold ပေါ့နော်။အဲ့လိုပြောရဲ။အဲဒါပေမဲ့ဒီပွဲလေးမတက်ခင်မှာအဲဘိုင်ယွန် ်နေရဲ့အတီးတင်ငယ်ချင်းတယောက်ကလည်းပြောတယ်ပိုင်ဟိုဒီပွဲရဲ့သွားရမယ်ပြောရတဲ့ခါကျတော့ဟိုသူ ਨੇ တီးတယ်ပေါ့နော်သူ ਨੇ တီးတဲ့အလိုအဲဒီဇိုင်နာပေါ့နော်ဒီရှိတယ်တဲ့ Lady Gaga လာသူသူလည်းသူတီးသူနာမည်တခုတော့ပြောလိုက်တယ်အဲ့လိုမျိုးပေါ့နော် Pop Star တွေကိုလည်းသူကစင်ပေးဘူးရဲ့တဲ့အဲသူ့ဆီက outfit ပေါ့နော်အဝင်လာတဲ့သူစီဟာပေါ့နော်အဲ့တော့သူသူ့ကို dress လုပ်ခိုင်းမလားဆိုတော့ရရဲလို့မဟုတ်ဘူးလို့ငါ first time တက်တာဆိုတော့လို့ငါမြန်မာဝတ်ဆောင်ပဲလို့အ ါတို့နိုင်ငံဒီဇိုင်နာမြေချိုးပြီးတော့ဝတ်သွားမယ်ဆိုပြီးတော့ပန်းအောင်ဆုံးဖြတ်ဖြစ်လိုက်တာပါဟုတ်အမ်လှရဲလို့ပြောကြရဲလှရဲလို့ပြောကြရဲပြီးတော့အမ်ပွဲမှာလည်းမီဒီယာတွေတော်တော်များများလာရဲပေါ့နော်ဟိုမှာလည်းလို့ Vogue တို့ Variety တို့ Billboard တို့ Hollywood reporter တို့ Harper's Bazaar တို့အဲလိုအများကြီးပါပဲလာတော့အခုလည်းအဲ့လိုအဲ Vogue Hong Kong မှာလည်းအဲ့လိုမျိုး Best Dressed တဲ့မှာဒီ Go Gala pick pick တဲ့မှာ ပါရဆိုလားမသိမြန်မာ outfit လေးတော်တော်ကြိုက်ကြရဲ့ကြိုက်ကြပြီးအဲ့လို glam board လေးရိုက်တော့လဲအဲ့လိုပြောရပေါ့နော်နေ outfit ကရမ်းမိုက်တာပဲတဲ့ပေါ့နော်အဲပေါ်ဝါလေးလေးပါသွားရလိအဲ့တို့အာပြီးတော့ကွက်တီပေါ့ကိုရင်မြန်မာဝတ်စုံလေးနဲ့လိုက်တဲ့ရွှေရောင်လေးလည်းဖြစ်နေရောအဲ့ကွက်တီဖြစ်တာဆိုအဲ့ဒီဝတ်စုံပစံလေးရအောင်ဘယ်သူစီစဉ်လေးရလဲအဝတ်စုံလေးရဒီဇိုင်နာစီစီအောင်စီစဉ်ပေးရပါဘိုင်ဟောင်းမစီနဲ့တိုင်ပင်ပြီးတော့လိုချင်တဲ့ပုံစံရိုးရိုးရှင်းရှင်းလေးပဲပေါ့နော်အဲ့လိုလေးပဲဟုတ်ဟုတ် မှန်တာပါတယ်အအရင်နှစ်ပေါ့နော်အခုဂိုးကာလာက၄နှစ်မြောက်၅နှစ်မြောက်၄နှစ်မြောက်၄နှစ်မြောက်၄နှစ်မြောက်လောက်တာဆိုတော့ရှေ့နှစ်တည်းမှာဘာအောင်လေးလာကြည့်ရောလေတချို့တွေကအဲလိုအ through culture outfit လေးဝယ်လာလေရှိတယ်အဲဒါမဲ့အများစုကတော့ dress ပဲဝယ်ကြရပေါ့နော်ဆိုတော့အအားကြောင့်ဘာအောင်လဲဝယ်ဖြစ်တာပါဆိုတော့ကိုယ့်ရဲ့မြန်မာ outfit လေးနဲ့ဝယ်တက်ရတာဝမ်းသာပါတယ်ရန်ပြောပါတယ်ဟုတ် အအများကြီးပန်းရောင်ဝမ်းတာရဲဂုံယူရတဲ့နောက်အရင်လဲ humble ဖြစ်ပါတယ်အမ်ဒီပွဲလေးဖိတ်တဲ့အချိန်မှာပန်းရောင်ပြောလိုက်တယ်ဘင်းကိုလဲပေါ့နော်ဘုလုံးငါရောမြန်မာနိုင်ငံကပေါ့နော်လာပြီးတက်ဖူးလားဆိုတော့တော်တော်မတက်ဖူးပေါ့နော်ပြောရတဲ့အခါကျတော့အဲဆိုငါ first time meeting နဲ့လို့အရင်ဝမ်းတာတယ်လို့တော့ပြောလိုက်တယ်အဲအမမရရပွဲထဲမှာစကားပြောနေနေ အခုတိုင်းအောင်အရင်ကြိုက်တဲ့ Wicked Musical ပေါ့နော် Ariana Grande နဲ့ Cynthia နဲ့ရိုက်ထားတဲ့ Wicked Musical ရဲ့ director director John M. Chu ဆိုတာအရင်တော့ပါတယ်သူလည်းအဲ့လို Crazy Rich Asians တို့ပါရောရိုက်တဲ့ director ပေါ့နော်သူနဲ့အစကားပြောနေတဲ့အဲ um, Mace Radio got pure pure yeah, one of my the first time, one of first time in America, first time in LA, one it's her first time and as a Burmese person, one of first time and the what took you so long ne? Balut lau jama yau la le one alu pyo mamma ya ya. Dei ke ba re ba ya. Uh mamma ya ya red carpet showing ne. Dra pwe ga ba yang no ဟိုဟာပေါ့လူ600လောက်ရှိမယ်ထင်တယ်600လောက်သူတို့အလို invitation only ပဲအလို plus one လဲခေါ်လာလို့မရဘူးပေါ့နော် invitation only ပဲသူတို့တေချာလေးကိုစစ်စစ်လုံးလုံးနဲ့ကြစ်ကြစ်လစ်လစ်လေးလုပ်တာပေါ့နော်အဲအဲ့မှာတချို့တွေကြတော့အလို red carpet လျှောက်ဖို့ဖိတ်တယ်အဲတိုင်းအောင်လဲ red carpet လျှောက်ပါတဲ့ interview လဲဖြေပေးပါပေါ့နော်နေ away ရလဲလာရဆိုတော့တဲ့ငါတို့ဖြေသွားပေးပါဆိုပြီး red carpet လျှောက်ဖို့လဲသူကအပေါက်တွေပါ gate တွေပါခွဲထားရပေါ့နော်ဆိုတော့အဲ့ဘက်မှာဖြေချင်တဲ့ red carpet လျှောက်ဖို့ဝင်နေတဲ့ တပြိုင်နဲ့ရောက်တာဟာ take you နဲ့တပြိုင်နဲ့ရောက်တော့အဲ့နဲ့သူနဲ့ recover မှာအမတ်တရပုံရိုက်ခဲ့တယ်။ငါ2 PM ကိုခြိုက်တယ်လို့ငငယ်လေးကလို့ပြောလိုက်တယ်။ How see one day ညမှာပဲအောင် dinner ဆိုင်နဲ့ toilet သွားဖို့လားမသိဘူးထထွက်တဲ့အချိန်မှာတွေ့ရသွားမှာအိညက်ခင်းတော့မှာသူ့သူမတက်ရပွဲကြည့်နေလားမသိဘူးအဲ့နဲ့အဲ့။ See one fan လားပဲအောင်။ See one တဘောကြတယ်ပဲအောင်သူလေးတရုပ်ဆောင်တာရောသူရဲ့စိတ်ထားရောပေါ့နော်ပဲအောင်ငငယ်ရော K-pop ဒီ K drama တွေကငငယ်တော့တော့ပို့ပြီးတော့ fan girl တယောက်နေနဲ့အတက်တေရောရှိခဲ့အသက်နည်းနည်းကြီးလာတော့ကိုလည်းအလုပ်တွေပါနေနဲ့တိတ်ပြီးတော့ဘောနော်တိတ်ပြီး up to date မဖြစ်တော့ဒါပေမဲ့ငငယ်တော့ super junior တို့ C1 တို့အဲ့လို take care တို့တည်တယ်အများကြီးလဲသူတို့တချင်းနေနှာထောင်ခဲ့တယ်အဲ C1 ဆိုရင်လည်း တည်တဲ့လောက်သူ personality လည်းအရန်သဘောကြတယ်ပေါ့နော်အရန်ကို humble ဖြစ်တဲ့အရန် very gentleman ပေါ့နော်အဲ့လိုမျိုးလဲကြားဘူးရယ်တကယ်လဲတော်တယ်သူတေးဟုတ်ဆောင်တာလည်းသဘောကြတယ်အရန်တဘာဝဆန်လို့လीဟုတ်ဟုတ်อืมခွန်အားတော်တော်ရရယ်ဘာလို့လဲဆိုတော့လေးပန်းအောင်ပြောရရင် um western ဘက်မှာပေါ့နော်အဲ့လိုပွဲတက်တာ first time ပေါ့နော်ဘန်ယောင် bangkok to indonesia တို့ဘာလို့ပတ်တော့ဘန်ယောင်တို့ samsung နဲ့တူပွဲပဲသွားဘူးရယ်တို့ပေမဲ့ဒီဘက်ချမ်းမာကြတော့ website မှာကျတော့ first time ပွဲတက်ပူတဲ့အချိန်မှာကိုကကံကောင်းစွာနဲ့တကယ်ကိုနွေ့နွေ့ထွေးထွေးအရင်ရှိရဲ့အဲကိုရီအေးရှန်းပစိဖိတ် community မှာအတူတူတိုက်ရတဲ့အတွက်ကြောင့်အဲလိုကြောက်တာတွေ nervous ဖြစ်တာတွေအဲ့လိုမျိုးတွေမရှိဘဲနဲ့တကယ်ကိုပွဲကင်းထဲမှာတွေ့သမျှလူတွေအားလုံးကလည်းအရင်နွေ့ထွေးရဲ့အရင်ချစ်ဖို့ကောင်းတယ်အဲအရင်လိုက်လိုက်လေးလေးနဲ့ရှိရအောင်ကြောက်တာအဲ့အဲ့တော့ဘာရောပြောတော့ဘာအရင်ပြောတာပေါ့ဘာရောအဲ ဘာပဲပြောပြောဒါဟိုဘယ်လိုခေါ်မလဲပွက်တက်ရတာကိုလည်းပြောတယ်အဲ့ဒီထပ်ပြောတာကအဲတွေးခဲ့ရတဲ့သူတွေနဲ့ရခဲ့ရတဲ့ conversation တွေပေါ့အဲ့စကားပြောရင်းနဲ့ကြားခဲ့ရတဲ့အရာတွေအဲတင်ယူခဲ့ရတဲ့အရာတွေကိုကိုယ်တိုင်လည်းပြန် share ခွင့်ရခဲ့အရာတွေသူတို့လည်းတလေးတစားမေးတယ်နားထောင်တယ်ကိုယ့်ရဲ့ experience တွေပေါ့နော်အဲ့လိုအဲတယောက်နဲ့တယောက်လို့ experience ဖလှယ်ရတယ်သူတို့ဆီကတင်ယူရတယ်အဲ့ဒါတွေကအများကြီးပိုင်းအောင် ဖြစ်လို့မရဘူး။အမ်ဘလောက်ကောင်းလေဒီလိုပါပဲသူတို့ဟိုပေါ့မျိုးစုံပေါ့အဲ့လိုအဲဘလို artist မျိုးနဲ့အဲ့လို collaborate လုပ်ချင်လေတို့ကို inspiration ကဘာမှရှိလေတို့အဲကိုဘလို့ခေါ်မလဲကိုနိုင်ငံတဟိုဘလို့ခေါ်မလဲသူတို့ဒီ အဲ reporters တွေအကုန်လုံးကတော့ပန်းရောင်တို့ record ပဲမလျှောက်ခင်တယောက်ချင်းစီရဲ့သူနာမည် list နဲ့ထားထားတော့လေအဲ့လိုအားလုံးသူတို့တကယ်တလေးတစားလုပ်တယ်ပေါ့နော်အဲ့လိုဟို information တွေလည်းတစ်ခါပေးထားရပြောရဲဆိုတော့အဲ့လိုမျိုးအဓိကတော့ဒီနောက်ဆုံး recent project တွေကဘာတွေလဲဘာတွေထပ်လုပ်ချင်းသေးလဲကိုယ့်ရဲ့အိမ်မက်တွေကဘယ်လောက်ထိရှိလဲနောက်ပြီးတော့အဲကိုရဲ့ culture မှာဆိုပါဦးကြိုက်လေအဲ့လိုမျိုးလေးပေါ့အဲ့လိုမျိုးလေးပေါ့ပေါ့ပါပါလေးမေးရများပါအဓိကကကျတော့ဒီပွဲရလဲ ကိုရီအေရှန်ကွန်မြူနတီအေရှန်ပစိဖစ်ကွန်မြူနတီကို celebrate လုပ်တာဖြစ်တယ်တောင်နဲ့တယောက်ကိုဂုဏ်ပြုရဖြစ်တဲ့အတွက်ကြောင့်အဲ့လိုပြောစရာလေးပဲပေါ့ဟုတ်ပါဘူးအဲ့လိုမျိုးပြောရတော့မရှိဘူးပေါ့နော်ဟိုဘိုင်အောင်တို့ဟိုနောက်ကျရင်အလုပ်လုပ်ချင်ပါရဲ့ဇနီးနဲ့ငါနဲ့အဲ့လိုမျိုးတော့ပြောကြတယ်ပေါ့နော် but like to work with you one day but ဘိုင်အောင် of course so i'd love to work with you one အဲ့လိုမျိုးလေးတော့ပြောပြကြပါရဲ့အဲဘိုင်အောင်တပတ်လောက်ပဲနေတယ်နေတော့အကုန်လုံးကလည်း ုတ်လေဘလို့ဆော်ပြီးပြန်လာလေအေးစိမနေဘူးဘောနော်ဖဲအောင်လဲရောက်တာနဲ့ပွဲရဲ့ရှစ်ဟုတ်အဲ့လေးမှာဟုတ်ရောက်တာနဲ့ပွဲရဲ့အလိုအလုပ်လေးတွေရဲ့နောက်တခြားအဲတခြားပွဲလေးတွေလည်းဖဲအောင်နည်းတက်ခဲ့သေးရဲ့ဘောနော်ဒီ gold color အပြင်တခြားအဲအာကန်စ်ဖိလ်မ်ဖက်စတီဗယ်ရဲ့ဟိုပရီကန်စ်ရက်ရက်ကပ်ဖက်စတီဗယ်မျိုးအဲအကြောအက်တာစ်တွေအက်ထရစ်တွေဆိုတာတက် တကယ် behind the scenes က directors တွေ movie producers တွေကိုငယ်တော့ကြည့်ပြီးအရန်ကြိုက်ပြီးကြည့်ပြန်လာခဲ့ရရုပ်ရှင်တွေရဲ့ directors တွေ producers တွေနော် studio executives တွေနော် Warner Brothers တို့အလို Universal တို့ Paramount အလိုအိုက်ကအလူတွေရဲ့ now behind the scenes က team တွေပေါ့အလိုမျိုး သူတို့တွေအကုန်လုံးလာပြီးတော့ networking လုပ်တဲ့ပွဲမျိုးပေါ့အဲ့ဒီပွဲလေးလေးသွားခဲ့တယ်ဆိုတော့အဲ့ဒီပွဲမှာဆိုလဲတယောက်နဲ့တယောက်စကားပြောရတာအလို experience တွေဖလဲရတာသူတို့စီကနေနားထောင်ပြီးတော့လေးလာသင်ယူရတာအများကြီးရှိရပေါ့နော်ဆိုတော့အဲ့ပွဲလေးတွေသွားတယ်နောက်အဲအလိုပြန်ပြီးတော့အလို meet up လုပ်ကြတယ်နောက် studio လေးတစ်ခုလဲအစ်စ်လဲခဲ့သေးတယ်ဘိုင်းအောင်လဲခဲ့ရင်ဆိုတော့ဟိုဘိုင်းအောင်အဲကံကောင်းစွာနဲ့ဒီအခု ပေါ့ဒါပေမဲ့ Hollywood မှာအသစ်ထွက်မဲ့ film studio အသစ်တခုရှိတယ်။သူတို့မှဖွင့်သေးဘူး launch မလုပ်သေးဘူး။အဲသူတို့ကနေပြီးတော့ငါတို့ studio လာလဲပါလားဆိုတော့ねဖိတ်တာနဲ့သွားကြည့်ခဲ့သေးတယ်။အမ်အဲ့ဒီ film studio မှာလဲပေါ့နော်။စကားရပြောကြတယ်အဲ့လိုမျိုးလေးသွားနေနဲ့အလုံးနဲ့ပဲများသွားတာဘာအောင်လဲဖို့တောင်မှအချိန်မရှိလိုက်အမှန်တော့အီလာရှော့စီသွားစီးချင်တယ်။ Water slide ပေါ့နော် Universal Studio တော့မသွားတော့ပါဘူးလို့အမှန်တော့သွားမလို့အစားအမှန် roller coaster ကြီးစီးပေါ့နော်အဲ့လို အဒီစနီပရင်ဆက်စ်တွေနဲ့တွေ့အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့အချိန်ဟတိတ်မရှိတော့နောက်ဆုံးရက်မှာအဝါတာစလိုက်တော့စီးကျင်တယ်ပေါ့နော်ရေလာရှာစီးလေအဲသွားကျင်တယ်အမနော်စကိုက်ဒိုင်ဗင်းသွားကျင်တာအိမ်ကစူမဆုံးစကိုက်ဒိုင်ဗင်းမသွားလိုက်ဘူးအဲရေလာရှာစီးရလဲကန်ဆိုးစော်နဲ့ပိတ်အဲနဲ့မသွားလိုက်ရောနောက်ဆုံးနေ့မပြန်ခင်ညဟုတ်စပါဘာမှတိတ်မလဲလိုက်ရပါဒါပေမဲ့ fast food တွေအများကြီးစားခဲ့ hamburger or fries တို့ပဲအရင်ချိန်တော့ အော်အဲ့ဆိုတော့အရင်ဝန်တာပေါ့ဗျာအာကိုလဲတကယ်လုပ်ချင်တဲ့ project မျိုးကိုလဲတကယ်အာဘယ်လိုခေါ်မလဲပါဝင်ချင်တဲ့ project မျိုးဆိုတော့ of course ဗျာတေချာပါဟုတ်ဒီလိုလောက်ဆက်နေရတယ်ပေါ့အဘူအာအလီမာတုံးခဲ့တဲ့မြားကိုကကိုဆုထားရပါတကယ်ကပါရရခေါ်ချင်ကြရတယ်ဘာလို့ကိုကတုံးပြနေလဲ အများကြီးအများကြီးတော့မသုံးပါမုံကတော့တော်တော်စားရတယ်မုံကအဲဝင်ခံမှာတော်တော်စားရအဲဒါပေမဲ့လေတခုတတိထားမိရအဲလီမှာအမေရိကန်မှာသူတို့ရဲ့ food portion ကအကြီးကြီးပဲရောတရုတ်စာဆိုရင်ဘယ်အောင်လို့ဘောနောဘယ်အောင်စားနိုင်နေနှစ်ယောက်သုံးယောက်စားလောက်စားလို့ရတယ်ဆိုတော့အဲ့ဒါကိုတဖြည်းဖြည်းနဲ့မှတိလာတယ်တဖြည်းနဲ့တိလာရမှနောက်ပိုင်းဆိုလိုမျိုးလောဘမကြီးပဲနည်းနည်းရှော့မှာပဲဘောနောရောက်တော့ကျတော့အတော်ကုန်အတော်ကုန်စားအဲ့မှာတော့ဟုတ်တယ် တော်တော်များများတော့သုံးမိခဲ့ပါတယ်အစားတောင်းနေဟုတ်ကျန်လာတော့မမီရောလည်းမောနေပြီထင်ပါတယ်တိတ်တော့မပြောတော့နည်းနည်းလက်မြောက်ထားပဲဟမ်အမေမီရောပြောဘူးတယ်နောက်ပြီးတော့လေအမုံချွေးရဲ့သူနောက်ပါသွားမလားမသိဘူးလေအဲ့လိုချာအဲ့လိုဟုတ်ပါကွက်ကိုယ်ရဲ့စားအိုးအများကြီးရလိုက်တယ်ဘယ်အောင်ဆန္ဒပြောသလိုပေါ့နော်အတိတ်ကတော့အဘယ်အောင်ဒီ အများကြီးသင်ယူခဲ့လိုက်ရတာကအဲဒီ industry ရဲ့မှာဟိုကျင်းလည်နေတဲ့ဘောနော်အဲဒီဘက် Korean industry လို့ပဲဒါပေမဲ့အဲ Western industry movie industry မှာ Hollywood ထဲမှာကျင်းလည်နေတဲ့တကယ်အအများကြီး experience တွေရှိရဲ့ဘောနော်ဒီ television network ပိုင်းရှင်နေနော်အတကယ်ကို Oscar nominated ဖြစ်ထားတဲ့ရုပ်ရှင်တွေ director တွေ producers တွေ through ဆိုတာတကယ်ဟို ဘဝမှာတချို့ဆိုအသက်60ကျော်တွေပဲဖြစ်နေပြီ90ကျော်ဖြစ်နေဆိုတော့ experience တွေအများကြီးပဲပေါ့နော်သူတို့ ਨੇ စကားပြောရတဲ့အချိန်မှာအများကြီးအဲတင်ယူလိုက်ရတယ်အများကြီးကိုငငယ်ရောကြီးခဲ့တဲ့အလိုရုပ်ရှင်တွေကအလို behind the scenes တွေလည်းကြားလိုက်ရတယ်ပေါ့နော်ရှစ်တမှာဖြစ်တဲ့ story တွေပဲသူတို့ပြောပြအဲ့လိုမျိုးပေါ့နောက်သူတို့လည်းစိတ်ဝင်စားတယ်မြန်မာ view လည်းပြောတယ်အဲ့လိုအဲ producer တယောက်ဆိုရင် ငါမ script တခုအောင်ရှိတယ်တဲ့ပကံဘက်မှာရရမယ် scene တခုအောင်ပါတယ်တဲ့သူကပြောဟလာလို့လာခဲ့လေလို့ anytime လို့လာတခုလို့လည်းငါအောင်ပြောလို့ဒီဘက်မှာအဲပုံမှန်ဆိုနေတော့ crew တွေပါခေါ်လာလားဆိုအဓိက line producer ပဲအဲဆိုဟုတ်တယ်လို့ line producer ရေးကြည့်ရဲ့လို့အ crew ကတက်နိုင်သလောက်ငါတို့ကအကုန်မခေါ် short short ရဲ့တဲ့ဒီတောင်းရင်တောင်းရနိုင်ငံက crew နဲ့တောင်းနေငါတည်ရဲ့ငါတည်ရဲ့ crew members တွေအများကြီးရှိရပေါ့နော်အဲ့လို မိတ်ဆက်ပေးမယ်တကူလိုရရှိပြောလို့လာရိုက်ပြင်တယ်လို့သူတို့ပြောခဲ့အဲ glamour ကလည်းဟုတ်တယ်ပိုင်းအောင်အဲရောက်သွားတော့အဲတွေ့တာပေါ့နော်အစား glamour ရှိမယ်တော့မသိဘူးပိုင်းအောင်အဲ ਨੇ ရောက်နေတော့ကိုလည်းအဲစပွဲလည်းမထိုင်သေးရနဲ့ကြည့်ရဆိုတော့ရိုက်လိုက်ပါအောင်မယ်ဆိုတော့သူတို့ကလည်းခွဲလေအမပိုင်းအောင်တို့ ရိုက်ဖို့ဆိုပြီးတော့ခေါ်တယ်။ရိုက်လိုက်မယ်ဆိုရင်အမတ်တရဖြစ်သွားတယ်။အရင်တော့တော့မြင်ဘူးတယ်ပေါ့နော်။ရိုက်ကြရလို့ Oscars တို့ Grammys တို့လို့ပွဲမှာ Glambo ရိုက်ကြတာတော်တော်မိုက်တယ်လို့သဘောကျပြီးကြည့်နေတာဆိုကိုကိုရန်ရိုက်ရလည်းအရင်တော့မြန်တယ်ပေါ့နော်မြန်တယ်အရောက်တန်းနဲ့ခိုးကဒီလိုဒီလိုဒီလိုလေးဆိုကောင်းတယ်သူကလည်းပြော your dress is very cool တဲ့အာပြောပြီးအာရိုက်ရိုက်ပြီးတော့ထွက်လာတယ်တဘောကြပါရဲ့ဟုတ် ဟုတ်တယ်เนาะပန်းအောင်လည်းခုမှတတိထားမိရမြန်မာပြည်မှာလည်းခိုးရဲ့ fan တော်တော်များရဲ့เนาะများရဲ့ကိုကိုတိုင်းလည်းသူ့ရဲ့အဲ့လို work တွေကြီးခဲ့ရကြီးပြီးတော့ပေါ်ကြာဆိုတော့အဲဂျင်းနဲ့အားရပါတယ်ပျော်လဲပျော်ပါတယ်လို့အဲ့လိုရိုက်ခဲ့ရတဲ့ဟုတ်သူကလည်းအဲ့လို instruction အဲ့လို detail သူလည်းကိုလွတ်လပ်လုပ်လို့ရအောင်ပေါ့နော်သူကလည်းနည်းနည်းလေးဟိုပုံပါလေးပါတယ်သူကလှည့်စီခြင်းတယ်ပေါ့နော်အဲ့လိုလှည့်ပေးလို့ရလားအဲရတယ်လို့အားနဲ့ အဲ့လိုမျိုးမျိုးဖြစ်တာဘယ်လိုများဆိုအားကြတာလေဟုတ်ခေါင်းကဒီလိုစုံမှုဆိုတာတော်တော်အခွင့်အရေးမဟုတ်ဘူးဟုတ်ဟုတ်အားကြနေတာဟုတ်အတူတူဝမ်းသာပေးတဲ့သူတွေကိုလည်းတကယ် appreciate ဖြစ်ပါတယ်နောက်အခုလိုမျိုး experience ကိုဟိုပေးတဲ့ good house ရောဘောနော် being တော့အကုန်လုံးတွေ့ခဲ့သူတွေအလုံးကပဲတကယ်နွေ့နွေ့ထွေးထွေးနဲ့ရမ်းချစ်ဖို့ကောင်းကြတယ်ဆိုတာအလုံးလည်းတကယ်ကျေးဇူးလေးတင်ပါဟုတ်ဒီ moment လေးကတော့ပန်းရောင်ပေါ်မှာအမှတ်တရပေါ့နော်ပေါ်မှာတကယ်အမှတ်တရ uh, first time ဒီလိုလေးကြုံဘူးတာဘယ်យ៉ាងပေါ်ရမှာဆိုတော့ a first time နေတာအမြင်များတော့ဖြစ်အမြင်မှတ်ရနေရတယ်ဆိုတော့တကယ်မှတရားကြီးဖြစ်တယ်။နောက်ပွဲလေးရောနောက်ပို့ပြီးရောဒီ conversation နေကလည်းဘယ်យ៉ាងတော့ပို့ပြီးရောအမှတ်တရဖြစ်စီရဲ့ဆိုတော့အများကြီးလဲခွန်အားလည်းဖြစ်တယ်အများကြီးလဲခွန်အားဖြစ်တယ်ဆိုတော့ကိုချစ်တဲ့အလုပ်ကိုချစ်တဲ့နုပညာအလုပ်တခြင်းဆိုရာအဲ ရုပ်ရှင်ရိုက်တာဒီလုပ်တွေအတွက်လည်းအများကြီးဟိုခွန်အားဖြစ်တယ်ပေါ့ခွန်အားလည်းဖြစ်တယ်အများကြီးလည်းကိုယ်လည်းအများကြီးသင်ယူစရာလေ့လာစရာရှိသေးတယ်ဆိုတာလည်းသိလိုက်ရတယ်ဟုတ်